အာကျမကဒီတခါတော့ပုံပုံလေးလေးပြောချင်တယ်မခိုင်နှင်းမှုလူတာကလေနည်းနည်းလေးဗျံပဓာများဖြစ်နေသလားလို့ကျမတည့်ပဲပြောတော့ကျမကပြောချင်တာသူများလှူထားတဲ့အလူငွေလူတိတိကျကျလေးဗျံပဓာမလုပ်နဲ့ဗျာအခုကအများကြီးဖြစ်နေတာအများ အလုံးမမင်္ဂလာပါမောရဲ့ channel လေးအောင်ကြိုဆိုလိုက်ပါရမို့အခုတက်ဆက်ပြခြင်းတဲ့ view တွေကတော့ bright တမင်သမီးမခိုင်နေဝင်ကို online ပေါ်ကနေပြီးတော့တက်တီပြလာတဲ့ဒေါက်တာဆွန်နီလာထီးရဲ့ video လေးပဲဖြစ်ပါတယ် video လေးမှာဆိုလို့ရှိရင်တော့ဒီ bright တမင်သမီးမခိုင်နေဝင်ရပါတော့ဒီငလင်းသစ်ပြည်သူတွေပေါ်မှာလှူဒန်းနေရဲ့လုံရက်ကဘယံပရာကြာဆိုပြီးတော့ပြောလာပါတော့ video လေးမှာဆိုရင်တော့ပြည့်စုံပါပါတယ်ဒေါက်တာဆွန်နီလာထီးပြောတာမှန်လားမခိုင်နေဝင်ရဲ့လုံရက်ကမှန်လားဆိုတာ ဗီဒီယိုလေးကိုစုံလေးလည်းပဲကြည့်ရှုပြီးဖို့ပေးကပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးရအောင်မကွန်မန့်လေးတွေရေးပြလို့ရပါရှင့်မွေးဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်မခိုင်နှင်းဝေလှူတာကြီးကတော့ပတ်စံနေတိန်ပေါင်း၄000လောက်ရပြီးတော့တိန်ပေါင်း၄000လောက်ရပြီးမျိုးပြဇိုးဆတ်နေအဲ့လိုမျိုးတွေလှူတာအောင်မကြိုက်ဘူးအော်ကျွန်မပြောချင်တာလေအခုချိန်ကအားလုံးကဖြစ်နေတာဖြစ်တဲ့အတွက်အားလုံးကိုမျက်မျက်တတ်တတ်လှူစီကြတယ်ကျွန်မပြောချင်တာလေနောက်ထပ်အလူရှင်တွေလည်းအများကြီးပဲပေါ့ နောက်ထပ်အလူရှင်တွေလည်းအများကြီးပေါ့မနေ့တုန်းကလည်းဟိုကျွန်တော်တို့ဒီဇွဲထက်ကနေပြီးတော့မှဒီသူတို့ရဲ့မဆိုးရင်ကြောင်းတိုက်ကြီးကိုပြန်လဲပြီးတော့အကုန်လုံးစောက်ပေးပါမယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့ဒါကမှ3000ဆိုတော့လှူလိုက်တယ်ဒါကျွန်တော်တို့မလှူနဲ့လို့မပြောဘူးမျက်မျက်တတ်တတ်ဖြစ်စေချင်တာမျက်မျက်တတ်တတ်ဖြစ်စေချင်တာကျွန်မပြောချင်တာလေမျက်မျက်တတ်တတ်ဖြစ်သူတို့ကတော့အားလုံးကတော့ဒီလိုလုပ်ဖို့အတွက်ပင်းနေပါပဲကျွန်မကတော့ကျွန်မတို့လှူလိုက်တယ်အခုကျွန်မလှူတာ73သိန်းရှိတယ်ပေါ့เนาะ73သိန်း ကျမရဲ့လောက်အားနဲ့ဆက်တသိန်းလှူတာပေါ့ကက်ဆက်တသိန်းကျမရှိနေဆိုကျမဇက်ဆိုပြီးတော့ခိုင်နှင်းဝေကိုဆက်တသိန်းပြစ်ပြီးတော့လှူလိုက်လို့ရတယ်ဆက်တက်ဆက်တဖကိတ်လေးတကူရလာမယ်ခိုင်နှင်းဝေရဲ့ဆက်တဖကိတ်ကျမအဲ့လိုပြီးပြီးရောမလှူချင်ပါဘူးစတီးရတော့ဘာလုပ်မှာမလို့ကျမဒါကြောင့်မလို့တဘလူးလေးလက်တွေမှာလုံနေတယ်လေအဲ့ဒီလူတွေလက်တွေမှာလုံနေတဲ့သူတွေကပိုပင်မန်းတယ်လေသူများစီရနဲ့အလူငွေကောက်ပြီးဇက်ဆိုတာလှူတာကတော့ခလေးတောင်လောက်တက်တယ်ကျမတို့ကအလူငွေလုတ်တဲ့အခါမှာသူများရဲ့အလူငွေကိုတိတိကျကျလှူဖို့တကူဥနောက်တုံးရတယ် ဘယ်နေရာကိုထိထိရောက်ရောက်လှူနိုင်မလဲဆိုတာ။ဒါပေမဲ့လေကျွန်မပုတ်ပွက်လည်းလည်းပြပါအခုအလှူငွေတွေအလှူတဲ့ပစ္စည်းတွေလုနေတဲ့ထက်တယ်မှာလေတကယ်ပြောတာတထေးတွေတော့မပါပါဘူး။ကျွန်မဆိုလည်းလုပြီးတော့ယူမယ်ထက်တယ်မှာကျွန်မသာပြိပြီးတော့တိကျွန်မသာပြိပြီးတော့အဲ့လိုမျိုးတွေကျွန်မအမျိုးတွေပြိနေတယ်ဆိုတော့ကျွန်မလည်းလုပြီးတော့ယူမယ်ထက်တယ်မှာမပါဘူး။ကျွန်မလည်းရှက်တတ်တယ်။အာကျမကဒီတခါတော့ပုံပွင့်လေးလေးပြောချင်တယ်မခိုင်နှင်းမှုလှူတာကလေနည်းနည်းလေးဗျံပရာမြတ်ဖြစ်နေသလားလို့ကျမတည့်ပဲပြောတာပါ အဲကျမအခုလှူတာကိုသဘောကျတာຫນွေပိုးရေမွတ်စလင်လည်းရောက်တယ်မြန်မာလည်းရောက်တယ်အားလုံးမြတ်မြတ်တတ်တာပဲပြီးလို့ရှိရင်မိသက်ဝန်တန်းတွေစီလည်းရောက်တယ်အော်မိသက်ဒီလိုမျိုးကူညီနေတဲ့သူတွေစီလည်းရောက်တယ်အကုန်လုံးမြတ်မြတ်တတ်တာလုပ်ပြီးသွားတာຫນွေပိုးအိမ်လို့ကျမကတော့ကျမကြည့်လာတဲ့တောက်လျှောက်ဗီဒီယိုတွေမှာကျမတွေ့ရတယ်ကျမတို့ကတော့မြေပြင်တက်ဆင်းတဲ့လူကိုပဲလှူတာပေါ့ကျမတို့လှူတာတော့လေဒါပေမဲ့သူတို့တွေကအလူငွေများတဲ့အခါကျအားလုံးစုံအောင်လိုက်လှူပေးတယ်ပေါ့မခိုင်နှင်းဝေလှူတာကြီးကတော့ပတ်စံနေတိန်းပေါင်း၄000လောက်ရပြီးတော့ တိမ်ပေါင်း၄တောင်းလောက်ရပြီမျိုးပြဇိုးဆက်နေအဲ့လိုမျိုးတွေလှူတာကိုမကြိုက်ဘူးကျမပြောချင်တာသူများလှူထားတဲ့အလူငွေလို့တိတိကျကျလေးဗျမ်းပတာမလုပ်နဲ့ဗျာအခုကအများကြီးဖြစ်နေတာအများကြီးဖြစ်နေတာမျက်မျက်တက်တာလေးဖြစ်စေချင်တယ်အခုဆိုအများကြီးပဲချင်းအောင်လေးလှူတယ်ချင်းလေးကြိုက်ထားတာရဲနေမန္တလေးရဲ့ကျမတို့ကြောင်းတက်ခရေရမန္တလေးရဲ့ချင်းကောင်ကြီးကနဲတာကိုမဟုတ်ဘူးတကယ်ပြောတာမန္တလေးရဲ့ချင်းကောင်ကလေနဲတဲ့ချင်းကောင်ကိုမအကြီးပဲကြီးပဲမန္တမဲမဲကြီးတွေနဲ့တုတ်တုတ်ကြီးတွေမန္တလေးချင်းကောင်ကြီးတွေ ပြီးလို့လို့ရှင်အဲ့မှာဆက်ဆက်ဆက်တည်းဟိုဘလောက်ထိအောင်လဲလက်ကလေးလက်ကလေးထွက်လိုက်တာနဲ့အဲ့ဒီလက်ကြီးကလေကွာသွားတာအဲကျမဒါမှခိုင်နေဝင်နေရမှာဆိုလို့ချင်းအဲ့ဒီမှာကကွယ်လုပ်ပေးနေတဲ့သူတွေအိုးထုတ်တွေလည်းမရှိဖနှတ်တွေလည်းမရှိအကုန်လုံးသူတို့ကိုဘာလုပ်မလဲဖနှတ်တွေတို့အိုးထုတ်တွေတို့လုပ်ပေးမယ်ခြံအောင်တွေလှူပေးမယ်ပြီးလို့ရှင်ရေတန့်လားအဲ့လိုမျိုးတွေမလုပ်ဘဲနဲ့ရေတန့်ဆက်တွေထောင်ပေးလိုက်မယ်ဆန့်ရှိနေတာပဲဟုတ်ဘူးလားရေတန့်တွေဆက်တွေလုပ်ပေးလိုက်မယ်တော့အဲ့မှာယူကြရေတန့် မျက်မျက်တက်တာလေးလှုပ်ဆမ်းမှာလှူတာကြီးကိုဗယံပတာလေးလုပ်နေရကြည့်ရတာဆော်မပြေဘူးဗျကျွန်မတခါမှဝင်မပြေဘူးနော်ကိုရီးယားသမရာတော့ဇာတိန်သွားပါပြီနောက်ထပ်ဘယ်သူတက်လာမလဲတော့ဆွေးနွေးတော့မှရှိသေးတယ်အဲ့တော့နေကင်းရတော့ကနေကင်းရမဟုတ်ဘူးမနက်ကကျွန်မတင်တဲ့အာကျွန်မတို့ဒီမခိုင်နေဝင်နေပြောထားတဲ့ဟာကို report to ချတယ်ဟုတ်တယ်မလား နင်တို့တွေထုချတဲ့လူတွေအသေးစိုးနဲ့တည်မှာငါပြောတာသူကဘာကိုမဆဲပဲနဲ့နင်တို့အရင်ဆုံးတုံ့တက်ဖို့ပြောတာနင်တို့ရဲ့အုံနှောက်တရားလေနင်တို့ရဲ့သဘောကျတဲ့လူတယောက်ယောက်ပြောလိုက်တာနဲ့အုံနှောက်တရားအုံနှောက်မတုံးတော့လက်တရားအရင်လာပြီးဆဲကြတယ်ဆူကြတယ်မိမဆုံးမဖမဆုံးပါလေငါပြောပါအောင်မယ်ပျက်စီးနေတဲ့ဟာတွေအများကြီးပဲနင်တို့ပထမအဦးဆုံးနင်တို့ရဲ့အုံနှောက်တွေကိုလမ်းပြမဲ့သူလိုနေတာသဘောပေါက်လား အဲ့တော့အရင်ဆုံးຫນွယ်ပိုးအိမ်တို့နောက်ကကြကိုချွန်မင်းတို့နောက်ကပရာဟိတလုတ်တဲ့သခိုင်းဘက်ကကျမတို့လူတဲ့ကိုဒူးဒူးတို့ကိုကျော်ဒူရတို့အများကြီးပဲရှိတယ်။နော်အများကြီးပဲကျမလူတဲ့သူတွေသူတို့ဘလို့လူနေလဲတေချာသုံးသက်ရှင်းလားပီပီရောမလူနဲ့လို့ပြောတာပီပီရောမလူနဲ့ရာသီဥတုကလည်းပူတော့လေစိတ်တရားလည်းရှုပ်ပြီးတော့ပီပီရောတွေလှူနေတယ်ဒေါခိုင်နင်းဝေကငါပြောတာ လှူတဲ့သူတွေအားလုံးကလည်းလှူပြီးတော့ပြီးရော certificate လေးရပြီးရောအဲ့လိုမလုပ်ရအောင်ကိုလူတဲ့ပတ်စံတကယ့်ကိုမှထိထိရောက်ရောက်ဖြစ်သွားလားအခုကချမ်းသာတဲ့သူတွေနဲ့လူလက်တန်းစားတွေနော်တန်းစီနေတဲ့လူကဆင်းရဲသားတွေများနဲ့သူတို့တန်းမစီနေလို့ပြောတာမဟုတ်အခုဆိုမှရိုက်ပွဲဗီဒီယိုတွေရောမရှက်ကြဘူးလား တကယ်ချမ်းသာတဲ့လူတွေလူလက်တန်းစားတွေအဲ့လောက်တချီတမ်းစီပါဘူးဟိုဘယ်လိုပြောမလဲရှက်လုံးအကြီးလို့ပါငါဆိုလဲရှက်တာပဲအဲ့လိုမျိုးတမ်းစီချင်းဘာပဲပြောသူတို့ရဲ့ကားတွေသူတို့ရဲ့ပစ္စည်းတွေအများကြီးပဲပျက်စီးသွားကြဒါပေမဲ့လည်းတတိတွေကတိမ်မုတ်တိမ်ရတော့ရှိပါတယ်နော်တိမ်ရတော့တိမ်မုတ်ရှိပါတယ်ဒါပေမဲ့လည်းအားလုံးမြတ်မြတ်တတ်တတ်လှူစီချင်းလို့ပြောတာ report ထုဖို့မဟုတ်ဘူးတိတ်တိတ်ချာချာသုံးသက်ယောနီလာထေးကိုမဆဲခင်မှာဒီမျိုးသမီးဘာပြောသွားလဲဆိုတော့ခေါင်းထဲကိုရောက်ပြီးဆဲဖို့မစင်စားနဲ့အရင်ဆုံး သူပြောတာဟုတ်မဟုတ်ကိုတုံ့တက်ချင်တဘောပေါက်လားနင်တို့တုံ့တက်ဖို့ဘယ်သူမှတင်မပေးဟာဟုတ်တယ်ဟုတ်တယ်မလားစာဆိုလဲအလွတ်ကျက်မယ်ဒီနိုင်ငံမှာအဲ့လိုအလွတ်မကျက်ရဘူးတုံ့တက်ရတာကိုတုံ့တက်ပြီးတဲ့ဟာဟုတ်မှာဘာလို့ ਆ မချရေးတာတဘောပေါက်လားနင်တို့ကဘရော့မှမတုံ့တက်ခဲဘူးအလွတ်ကျက်တယ်သူများပြောရင်စွတ်ယုံတယ်ဒါကြောင့်မို့နင်တို့တွေအားလုံးကဒါကြောင့်မို့တိုင်းပြည်ကဒီလိုကိုစုတ်ပြတ်နေတာအုံနှောက်တုံးပြီးတော့တုံးတက်ပြီးတော့မှငါ့ကိုလာပြီးတော့ဆဲဆူချကြားတယ်နော် အားလုံးပဲမင်္ဂလာပါကျမရဲ့ TikTok account နေက under review ဖြစ်နေရပေါ့နော် report တွေထူးခြားလို့နေမယ်ကျမဒါလေးတစ်ခုကိုပြောချင်ပါတယ်နိုင်ငံတကာကနေပြီးတော့အခုဆိုရင်အဲကျမတို့နိုင်ငံရဲ့ဒီငလျင်နဲ့ပတ်သက်ပြီးတဲ့အခါကျတော့အားလုံးကသိရှိတယ်အားလုံးကလည်းလူသားချင်းစာနာကြရတယ်အကူအညီတွေပို့ကြရတယ်နိုင်ငံကြောင်းကနေဒီမှာလာပြီးတော့ချက်ချင်းနေအဖွဲ့တွေကမှအားလုံးချက်ချင်းနေအဖွဲ့တွေရောကုညီမဲ့သူတွေအားလုံးရောက်ကြရတယ်ပေါ့နော်ပြီးတော့ တခြားစားနပ်ရိက္ခာတွေလည်းပို့ကြတယ်။နောက်ကကြောင့်မြန်မာနိုင်ငံကိုဒီငလျင်ဘေးအတွက်ဒေါ်လာတွေနဲ့တန်းချီပြီးတော့လှူကြတဲ့လူတွေရှိပါတယ်။အဲ့ဒေါ်လာတန်းချီလှူတာတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလက်ထဲကိုရောက်ဖို့ထိကပါ။စက္ကဆလက်ထဲကိုရောက်ရင်တော့တော်ပြီလေ။အခုလိုမျိုးဒီလိုအချိန်မှာကျမတို့ NUG နဲ့စစ်ရဆိုင်ထားတာတော့မှသူတို့ဘက်ကနေဘုံနေကျဲနေတာအခုသူတို့ခေါ်ထားတဲ့ Algeria တို့ကတော့ကြီးညာနေပြီ။ ကျွန်မပြောချင်တာကအဲ့တော့ဒီနိုင်ငံတကာကနေကူညီတဲ့ငွေတွေကိုကျမတို့စကားသစီမရောက်ဖို့အတွက် NUG ကနေတာဝန်ယူရလိမ့်မယ်ထင်တယ်။ NUG မှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေကနေတစ်စက်ဒီဟာတွေအားလုံးကိုပြည်သူလက်ထက်ကိုရောက်ဖို့အတွက်နိုင်ငံခြားရေးဝန်ကြီးဌာနတူနိုင်ငံခြားရေးဝန်ကြီးဌာနစာရီပို့ရလိမ့်မယ်လို့ထင်တယ်။ NUG တော့ကျမမပြောခင်နေရလုံနေလိမ့်မယ်လို့ထင်ပါတယ်။လုံနေရတာနဲ့စာပို့ရတာနဲ့စကားသစီရောက်တဲ့ဆိုရင်တော့လည်းမတတ်နိုင်ဘူးဗျာ။ ကျမတို့ကတော့စိတ်မကောင်းရုံပဲပေါ့ဒါတော့ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန email to email ပို့ပါလို့မပို့ပါသေးရင်ပို့ပါလို့ပဲပြောချင်ပါတယ်ကျမကတော့တကယ်ကိုပဲဒီလိုမျိုးဘေးတင်နေရပေါ့နော်ငလင်းအကြောင်းပေးတင်ကျမတို့လည်းစိတ်လုံးဝမကောင်းကျမဆိုအဲ့လိုမပြောသေးဘူးအာကျမမိဘတွေကရန်ကုန်မှာငလင်းရလောက်တာမသိကျမသိတယ်ကျမအိတ်မပြောဘူး ငါသာအဲ့လိုမျိုးမွန်းကြိုင်ဆိုကျမမွန်းကြိုင်လုံးဝမကြိုက်ဘူးအရင်တော့ကျမနေတဲ့အခန်းတယောက်တည်းဆိုအေးစစ်စစ်ပဲအကုန် facility အပြည့်စုံနေလို့ရတယ်အခုကျမမှာပစ္စည်းတွေများလာတဲ့အခါကျမမွန်းကြက်လို့မနေနိုင်ဘူးဒါကြောင့်မလို့လေတခြားနေရာကိုပြောင်းမှာဖြစ်ပါတယ်နှက်ခန်းတို့သုံးခန်းတို့ရှိတဲ့နေရာကိုကျမပြောင်းမှာအဲ့တော့ငါတော်မှဒီလိုအသက်ရှူနေရရင်မွန်းကြက်နေသူတို့ဘယ်လောက်ထိမွန်းကြက်မလဲကျမတို့ကိုချင်းစားပါတယ် ဒါကြောင့်မို့ဒီဟာလေးကိုတက်ပြောတာကတော့ပြည်သူတွေလက်ထဲဝပြေးပါရဖို့အန်ယူဂျီကနေဆောင်ရွက်ပေးပါလို့ပြောချင်တာပါမဆောင်ရွက်ရသေးရင်ဆောင်ရွက်ပေးပါလို့ကျမရဲ့ဗီဒီယိုတွေကလုံးဝ under review ဖြစ်နေကျမတို့ report တွေထူထားကြလို့နေရမယ်အားလုံး perfect တက်မှာကျမတို့လည်းတက်နိုင်တယ်လို့ကူညီနေပါတယ်လို့စိတ်တွေလည်းလုံးဝမကောင်းပါဘူးငါသာအဲ့လိုပြိုကျအထဲတဲ့ကိုပါပြီးတော့ငါသာမွန်းကြက်ခဲ့ရင် ပြီးတော့ကလေးလေးတွေတည်သွားတာတွေ bright kick ကကလေးလေးတွေလေအဓိကလူငယ်တွေနဲ့ကလေးလေးတွေတည်တာဟုတ်တော့ကျွန်မတော်တော်လေးစိတ်မကောင်းပါဘူး ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒေါက်တာဆွန်နီလာထည့်ပြောသားတယ်လို့ပေါ့နော်။ငလျင်တဲ့ပြည်သူတွေကိုလှူဒန်းနေတဲ့နေဖို့အိမ်ကပေါ့နော်။လှူဒန်းနေတဲ့နေရာမှာလည်းလှူဒန်းတာစိတ်ရပေါ့နော်။လူမျိုးပါတာမရွေးနေရာတိုင်းကိုရအောင်လှူဒန်းပေးနေရပေါ့နော်။သူ့ကိုပောင်းပြီးတော့လှူဒန်းပေးတဲ့သူတွေလည်းပီတိဖြစ်စီရပေါ့နော်။အခုထင်နေတဲ့မျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ရဆချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြီးလို့ရပါရဲ့ရှင့်။ဝက်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။